အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကိုတိုင်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှတော့ဘုံတက်ကန်တက်ကန်မြင့်ကန်ပွင့်အောင်ကျွန်တော်တရုတ်ကင်မုန်းနဲ့ရီချိုနီလေးမြောက်ပေးมาဖြစ်ပါတယ်ဗျာအဲ့တော့ဒီဟာလေးကကျွန်တော်တို့တွေယောဂဘေးဗျာတွေရောက်ရှိနေတဲ့ဆေးတွေကုလို့မဲ့အခါမျိုးပါတဲ့အရင်ဆုံးပုံเนาะယောဂတွေရှင်းတဲ့အနေနဲ့လည်းဒါလေးကိုပထမအဆုံးလုပ်လို့ရှိပါတယ်အဲ့တော့ဘယ်ယောဂပဲဖြစ်ဖြစ်ဘယ်ယောဂပဲခံစားရခံစားရယောဂခံစားရသည်ဖြစ်စီမခံစားရသည်ဖြစ်စီအဲ့တော့ကျွန်တော်တို့တွေဘုံကံတွေမြင့်လာအောင် အဲ့တော့ကျွန်တော်တွေဘာပဲပြည့်လူတယောက်ကကန်ကောင်းလို့ရှင်လောကကိုင်းရင်လည်းလွယ်ကူတယ်ကန်နေသွားလို့ရှင်လောကကိုင်းရင်လည်းအဆင်မပြေဘူးပေါ့နော်ဒါကြောင့်မလို့လူတယောက်ကိုစီကူတော့မယ်ဆိုလို့ရှင်အဲ့ဒီလူတယောက်ကိုကျွန်တော်ကကန်မြင့်အောင်လှုပ်ပေးရပါတယ်အဲ့ဒီလူကန်မြင့်ပြီဆိုမှကျွန်တော်တို့ကိုသူတို့အဲကျွန်တော်တို့ အေးစီရီကုပေးတဲ့ခါမျိုးမှာမြင်မြန်ပြောက်လွယ်တယ်ပေါ့ဗျာကံနေနေပါနဲ့လူတယောက်ဘာပဲလုလုလုတ်ပြီးလုတ်ပြီးအဆင်မပြေနေမှာဘူးဒါကြောင့်မလို့ကျွန်တော်တို့ကိုယ်တိုင်ပဲဖြစ်ဖြစ်ကိုယ်အသူတစ်ပါးကိုပဲဖြစ်ဖြစ်အယံမိသားစုဝင်နေချင်းကနေတဲ့ရတဲ့သူတွေဘဝမိဘဆရာသမားတွေမိသူကိုမဆိုဒါမှမဟုတ်ကိုကိုယ်တိုင်ပဲဖြစ်ဖြစ်ကျွန်တော်လုတ်လို့ရပါတယ်အဲ့တော့ကျွန်တော်တွေတယောက်ကမှနဲ့ရေချိုးနေနေပဲဖြစ်ပါတယ်အရင်တစ်ခေါက်ကလည်းမြောက်ပေးခဲ့ပါတယ်ဗျာအဲ့တော့မတိတိတဲ့မိတ်ဆွေများအတွက်ဆက်လက်ပြီးသိရှိတော်မြောက်ပေးခြင်းဖြစ်ပါတယ်ဗျာ ပထမဆုံးကျွန်တော်တို့တွေတရားလေးကိုဘယ်နည်းနဲ့မှလောက်အောင်လဲဆိုတော့ကိုယ့်ရဲ့မွေးနေ့နဲ့မှလုပ်လို့ရတယ်ကိုယ့်ရဲ့မွေးနေ့နဲ့ဆိုတော့မစ်စီမှာတနင်္ဂနွေသားသမီးဆိုတော့တနင်္ဂနွေနေ့ပေါ့တနင်္ဂနွေသားသမီးဆိုတော့တနင်္ဂနွေနေ့အင်္ဂါသားဆိုရင်အင်္ဂါနေ့ပေါ့ဟုတ်ပြီနေ့ဒီနန်နေ့နေ့ဒီနန်နေ့စောက်အော်တာဆင်ပြေဆိုလို့ရှိရင်လည်းကျွန်တော်တို့တွေပေါ့နော်ဒီစနေနေ့ရဲ့စနေနေ့ရဲ့9နိုင်ကျော်လောက်ဆိုရပါပြီအဲ့တော့ကိုယ့်ရဲ့မွေးနေ့နဲ့ဆိုလို့ရှိရင်ကိုကတနင်္တနင်္ဂနွေသားဆိုလို့ရှိရင်လည်းတနင်္ဂနွေနေ့ရဲ့မနက်9နိုင်ကျော်လောက်ပေါ့9နိုင်45လောက်ပေါ့နော် ဲ့တော့တင်းနေတင်းနေသားသမီးဆိုတော့တင်းနေလေ945လောက်ပေါ့အဲ့တော့ကိုကနေနေလေးစောက်လာဆင်းမျိုးဆိုလို့ရှိရင်လည်းဖယ်နေနေရသေးတယ်ဆိုတော့ကျွန်တော်တို့တွေဆက်နေနေရပါသေးတယ်ဆက်နေနေလေးရှောင်းရင်လည်းကောင်းပါတယ်ကုံမွန်းနေရှောင်းရင်လည်းကောင်းပါတယ်ဗျအဲ့တော့လုံမလေးကအရန်လွယ်ပါတယ်ဖလာတစ်ခုတည်းကိုတယောက်ကမုန်းထဲမှာဖလာတစ်ခုတည်းကိုတယောက်ကမုန်းထဲမှာတံမြန်သီးတစ်ချမ်းထဲမှာစားနေငယ်ထဲမှာဆန်နွင်းလေးနည်းနည်းလေးထည့်ပေးမယ်နော်ဆန်နွင်းလေးနည်းနည်းလေးထည့်ပေးမယ်စားလေးနည်းငယ်ထည့်ပေးမယ်အဲ တတချို့ကလည်းဒီနေမှာနွားတို့ထည့်တယ်ပြောကြတယ်ကျွန်တော်တော့နွားတို့မထည့်တော့ပါဘူးเนาะနွားတို့မထည့်လည်းရပါတယ်ဟောရှိရင်တော့ထည့်လိုက်ပါဗျာเนาะဟောပြီဒါဆိုလို့ရှိရင်ရပြီရပြီဆိုလို့ရှိရင် ID flower 5 flower လေးကိုကျွန်တော်တို့ကကိုင်းပြီးတော့ကျွန်တော်တို့ဖျောက်အာယုံပြုတ်ပြီးတော့တန်မှုနေခါတာကို ကိုကောရုပ်ပြမှာဖြစ်ပါတယ်ဗျတမ္မုရိထဝိတ္တသောရောဒသင်္သသဟတေကိပိသသရသဟတဏိနမမိတရတမဟံအဘဂဝါလူကခေငာနန္ဒနိဗ္ဗဒဇိနဒေသံဓမ္မဇသံဃဇအာတရုဏနမမဟံနမကနုဘဝိနဣရဝတ္တပေဥပဒဝေအနေကအန္တရယပိဝနတ္တံအာတိတတောဆိုပြီးတမ္မုနိကရာကိုကိုကောရုပ်မယ်တမ္မုနိကရာကိုကောရုပ်ပြီးဆိုလို့ရှိရင်တော့24ပစ္စည်းအချင်းကိုကိုကောထပ်ရုပ်ပြမှာဖြစ်ပါတယ်ဗျာ ဟေရုပိစယောအာရမဏပိစယောဒီဗီတီပိစယောနနပိစယောတမန်နန်ယပိစယောသဟဇရပိစယောအညမညပိစယောနေဒရပိစယောဥပနိတိယပိစယောပူဇရပိစယောပဇဇရပိစယောအတဝနပိစယောကမံပိစယောဝိဘကပိစယောအာယပိစယောအိန္ဒိယပိစယောဇာနပိစယောမဂ္ဂပိစယောတမြူနာပိစယောဝိပုဒ္ဓပိစယောအဲဒီပိစယောနတ္ထိပိစယောဝိကတပိစယောအဝိကတပိစယောတီးဆိုပြီး24ပိစီအချင်းကိုလည်းကိုးကောက်ယူပေးပါ နဆယ်လီပီစီအချင်းကိုကိုကောက်ယူပြီဆိုလို့ရှိရင်အထာနာမေးနိုင်ခါတာကိုလည်းကိုကောက်ယူပြီဖို့လိုပါတယ်ဗျဒီဒီခါတာသုံးဖို့ပေါ့နော်အထာနာမေးတံဘိခဝေနဝကတောယံပရပကမေနာတရကတံဇီဝိတဝယောပယနောပကမေနာဘိခဝေတရကရပရိနိဗ္ဗာန်ယံဒီအရိနသစ္စဝဇေနထာမေဟုနုတပရာအထာနာမေးတံဘိခဝေနဝကတောယံပရပကမေနာတရကတံဇီဝိတဝယောပယနောပကမေနာဘိခဝေတရကရပရိနိဗ္ဗာန်ယံဒီအရိနသစ္စဝဇေနထာမေဟုနုတပရာ အရဏမေနဘိကဝေနဝကတော့ယံပရုပကမေနတရကဏံဇိဝတောယောပယနုပကမေနဘိကဝေတရကရံပရိနိဗ္ဗာန်ယံဒီအရဏသက်သဝဇိနတရမေဟုနုတပရာအရဏမေနဘိကဝေနဝကတော့ယံပရုပကမေနတရကဏံဇိဝတောယောပယနုပကမေနဘိကဝေတရကရံပရိနိဗ္ဗာန်ယံဒီအရဏသက်သဝဇိနတရမေဟုနုတပရာဆိုတဲ့ကျွန်တော်တွေဒီခါတာ ဒီအထာနာမီနံကာရာတော့အားလုံးရပြီသားလို့ကျွန်တော်ထင်ပါတယ်အထာနာမီနံကာရာကိုလည်းကိုကောက်ရုပ်ပြရမှာဖြစ်ပါတယ်ဒါဆိုရင်တော့ပြီးတော့ပါပြီပြီးတော့ကျွန်တော်တို့ခေါင်းတွေလောင်းချိုးမှာဖြစ်ပါတယ်ခေါင်းတွေလောင်းချိုးနေစဉ်အတွင်းမှာလည်းငါးစီမှာရှိတဲ့မကောင်းတဲ့အညံခိုက်တွေအညံနေအခိုက်တွေကန်ဆိုးကံမကောင်းမှုကန်ဆိုးမှုကံမကောင်းမှုယောဂဘေးပြတွေအားလုံးပါသွားစေမျောသွားစေစီးသွားစေဆိုပြီးတော့ခေါင်းတွေလောင်းချချိုးမှာဖြစ်ပါတယ်ခေါင်းတွေလောင်းချချိုးမှာဆိုလို့ရှိရင်အိမ်ထဲမှာမချိုးပါနဲ့အိမ်ပြင်ထွက် ချိုးပါအိမ်ပြင်ထွက်ချိုးပေါ့နော်အိမ်ပြင်ထွက်ချိုးလိုက်မယ်အဲ့ဒါဆိုလို့ရှိရင်ရပါပြီဗျာနော်ဒါဆိုလို့ရှိရင်ဒီရလေးကိုမိတ်ဆွေများတပတ်ကိုတစ်ခါချိုးလို့ရပါတယ်တပတ်တစ်ခါချိုးလို့ရပါတယ်အခုလိုမျိုးပေါ့တော့တကူလာအတွင်းဆိုရင်ပိုလို့လောင်ချိုးတင်ပါသေးတယ်နော်တပတ်တစ်ခါချိုးလို့ရပါတယ်ဗျာအဲ့တော့ကျွန်တော်နောက်တစ်ခေါက်ပြန်လည်းပြောပြပါအောင်မပြန်တော့လေကျော့ရှိတဲ့တည်းမထင်ပါနဲ့ဗျာနော်မိတ်ဆွေများနားလေစေခြင်းနဲ့စိတ်ဆန္ဒပြည့်နေပါအဲ့တော့ကျွန်တော်တို့ကိုကိုရဲ့နိနံရဲ့9945လောက်မှာဖလာတစ်ခုယူမယ်အဲ့ တယောက်ကမုန်းနေထဲမဲ့တမ်မြာတီတချမ်းတလုံးတမို့ထဲမဲ့စာနေငယ်ထဲမဲ့စရင်းနေငယ်စနေနေပဲထဲနော်တို့ကြအကုန်လုံးဝါတင်ကုန်ပဲနေငယ်ထဲမဲ့နွားနှုတ်ရှိနွားနှုတ်ထဲရလဲမရှိလဲမထဲပါနဲ့အဲ့တော့ဒီညမှာလဲတချို့ကကိုစိတ်နေကြစိတ်ပကြီးကြီးရှိတယ်ကျွန်တော်ကကိုစိတ်နေစိတ်ပကြီးကြီးရှိပါတယ်နှကုံးသုံးကုံးလောက်အဲ့ဒါလေးကောက်ထည့်လိုက်ပါတယ်ကိုစိတ်နေကြစိတ်ပကြီးကြီးရှိရင်ထည့်လို့ရပါတယ်နွားနှုတ်ထည့်လို့ရတယ်ရှိနေထည့်ပါနော် ဟုတ်ပြီအဲ့ဒါလေးကိုထည့်ပြီးတော့ကျွန်တော်ဒီတန်မွန်တွေကာရာကိုကိုကောက်ရွတ်မယ် PPG 24 PC ဂျင်းကိုလည်းကိုကောက်ရွတ်မယ်ပြီးရင်အထာနာမင်းနဲ့ကာရာကိုလည်းကိုကောက်ရွတ်မှာဖြစ်ပါတယ်ဗျကိုကောက်ရွတ်ပြီးရင်တော့ခေါင်းပေါ်တင်လိုက်မယ်ခေါင်းပေါ်တင်ပြီးဆိုတော့လည်းငါးစီမှရှိတဲ့မကောင်းတဲ့အညံ့အခိုက်ဆိုးကံမကောင်းမှုကံဆုံးမှုယောဂပေးပြတဲ့အားလုံးဒီဂျင်းနဲ့ပါသွားစီမျောသွားစီပြောက်သွားစီ အားလုံးပါသွားစေကောင်းသွားစေဆိုပြီးတော့ကျွန်တော်တို့စိတ်ထဲမှာစူတောင်းလေးနဲ့လေးစူတောင်းပြီးတော့ခေါင်းနဲ့လောင်းချလိုက်မှဖြစ်ပါတယ်လောင်းချလိုက်ပြီးတော့ကိုယ့်ကိုရေရေကွက်တစ်ခုနဲ့ပြန်ချိုးလို့ရပါပြီဒါဆိုရင် ပြီးသွားပါပြီအဲ့ဒါလေးရကျွန်တော်တို့တွေဒီယောဂဘေးပြတွေကျွန်တော်တို့တွေဆေးကုတဲ့အခါမျိုးမှာလည်းဒီဟာလေးလေးအရင်လှုပ် ပြီးလေးရှိပါတယ်တဘောတော့သူ့မှာရှိတဲ့အမောက်အမောက်ပြောကလေးမမြင်နိုင်နဲ့မကောင်းမှုတွေရှိရင်လည်းကျွန်တော်တွေပပြောက်သွားအောင်ပေါ့နော်ဘာပဲဖြစ်ဖြစ်ဒါလေးလှုပ်လို့တဲ့နဲ့အဲ့လူတယောက်ကကံမြင့်ကံတက်ကံပွင့်ကံကောင်းလာတယ် ကံကောင်းလာတဲ့လူတယောက်ကိုဘလို့ပဲဘလို့ပဲလှုပ်ပြီးလှုပ်ပြီးသူကအဆင်ပြေလာတာမျိုးကြီးတွေ့ရပါတယ်။ကံမကောင်းတဲ့လူတယောက်ကံနှိပ်ပါတဲ့လူတယောက်ကိုဆေးကုပြီးတဲ့အခါမျိုးမှာအနန္တဆေးနဲ့မတွေ့တာမျိုးဆေးတရားမစွမ်းတာမျိုးအဲဒီလူတယောက်ကံမပါတော့တာမျိုးအဲ့လိုမျိုးတွေဖြစ်တတ်တယ်။ဒါကြောင့်မို့သူ့ကိုကံကူတဲ့အနေနဲ့ကံကောင်းလာအောင်လှုပ်ပြီးလို့လှုပ်ပြီးတဲ့နည်းလေးပဲဖြစ်ပါတယ်ဗျ။ကဲကိုကိုတိုင်နဲ့လှုပ်လို့ရသလိုမိသားစုတွေရှိနေလှုပ်လို့ရတယ်။ယောဂဝေးပြခန်းစားနေရှိနေလှုပ်လို့ရပါတယ်ဗျ။ကဲဒါလေးကိုမစ်စ်မဲလာပြမြပေးတာပါဗျ။မေဆွေအလုံးထူပဲကျေးဇူးတင်ပါတယ်။ကျွန်တော်မေဆွေခုနသားသမီးတွေအားလုံးလည်းအနေနဲ့ င်ပေးခြင်းကြပါသည်တိုက်ခင်နောက်ရွှေဒီကင်းကြပါသည်ကိုစိတ်နှလုံးအေးကြပါသည်ကိုစိတ်နှလုံးအေးကြကြပါသည်ဒီလိုကာလမျိုးမှာခက်ခိနေကာလမျိုးမှာအလုံးလဲအဆင်ပြေပြေရှိကြပါသည်ဗျာကဲအဆင်ပြေပြေတာမျိုးကိုလည်းမိခဲ့ရေးခဲ့တောင်းခဲ့လို့ရပါသေးတယ်ဗျာကျွန်တော်ချိန်မပြောင်းလဲမျိုးပေးပါတယ်ဗျာမိတ်ဆွေအလုံးတို့ဘုရားကျေးဇူးတင်ပါတယ်အဆင်ပြေလဲ live screen နေပြီးအားပေးခဲ့လို့ရပါသေးတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ